嗯，对对对。Hmm. Okay, okay, okay. မင်္ဂလာပါကဲမင်္ဂလာပါဗျာကျွန်တော်တို့ဗီဒီယိုကလစ်မလုပ်တော့ဗျာလက်ကလေးလွှဲပြီးအလွယ်တကူလေးပဲလက်လေးလွှဲပြီးတော့မှဒီမနေ့ခဏလေးဒီဒီမနေ့အဖြစ်လေးရှာပေးလိုက်မယ်ဗျာ အဲ့တော့ဒီမှာမနေ့ညလိုက်လွင်ထားရင်လည်းကီလီယာ၈၃ဒဂီယာဒါကတော့ကီတစ်ခုရှိတယ်ဒီကီလေးကိုကျွန်တော်ခဏလေးခြာရေးထားလိုက်မယ်ဗျာဒီကီလေးကိုခဏလေးခြာရေးထားလိုက်မယ်၈၃ဒဂီယာတက္ကီ k shit down de shit down de kia chai ra lai ba da ta kan lai ya ka ni da and we go ri ma ta che ri ma ta che so to ဒီနေရာမှာလေးတစ်ချက်ပြခြင်းနဲ့ဒီနေရာမှာကအခုတော့ကျွန်တော်တို့ဒါထွက်ပြီးသားခဏနေပေါ့ဗျာဒါဒါထွက်ပြီးသားခဏနေမနေ့ခဏနေ၃ည9 3ည3 3ည8နှစ်1 9 8အဲ့တော့ဒီနေရာလေးမှာရှိတဲ့စီနီယာအတိုင်းလေးပဲ9လေးပါဒီ9လေးတစ်ချက်ကြည့်ပါဦးဒီ9လေးတစ်ချက်ကြည့်ပါဦးဒီနေရာမှာတန်းတန်းနဲ့ရှိနေတဲ့ဟာလေးတစ်ချက်ကြည့်ပါဦး ဒါလေးတစ်ချက်ကြည့်ပါမယ်ဒါလေးကပါလဲဆိုတော့ဒီနေ့3 4 5 6 5 5ငါးကကျွန်တော်တို့3 break ထွက်တယ်ဗောဗျာငါးရဲ့နှက်ခတ်က3ထွက်တယ်ဟောငါးဘယ်လိုပြောတော့ငါးသုံးချား3ဟော break ဆိုတော့မှ3 break ထွက်သွားတယ်ဒီမှာ9 3 3 မှာပူပရိတ်ထွက်ပါတယ်သုံးများပရိတ်ဒီမှာ8 8 3ဒီမှာ8ပရိတ်ထွက်တယ်ဒီမှာ9 9 3သူက3ပရိတ်ထွက်တယ်အဲ့တော့ဒီမှာ9ဟုတ်၃ညနေဒါမင်းက၉၈ဆိုပြီးတော့ထွက်သွားတယ်။အခု၇ပြိထွက်သွားတော့ဗောနော်။ အဲ့တော့ဒီဖြစ်စဉ်မှာကျင်1နှစ်3 4 5 5ကျင်စတိုင်မှန်ထားတယ်ဗောနော်ဒါလေးရ3လို့ရတယ်အနေထားလေးမျောနှင်းလို့ရတယ်အနေထားလေးလို့ပြောလို့ရပါတယ်ပရမ4ရှိတယ်ဒီနေ့အတွက်ကတော့4ဆိုတော့4ကိုနှစ်က break ဒါက break အဲ့တော့၄ခုနှစ်ပြည့်ရပြီဒီမှာ၈၃၁၈၃၁ ကာကျွန်တော်ကြည့်ရပြီပြီးကျွန်တော်တို့ break လေးကိုချရည်ထားလိုက်မှာခဏတော့၄၉၄ ka break ဟုတ်အဲ့ဒီမှာပဲကျွန်တော်တို့ဟောထိတ်စီလေးတစ်ချက်ထိတ်စီလေးတစ်ချက်ကျွန်တော်ထပ်ရှာမယ်ဗျာကြည့်ရပြီ break ရပြီအဲ့တော့ဒီနေရာမှာကျွန်တော်တို့ ဒီတံတန်းဒီနှလုံးကိုကြည့်မယ်ပေါ့ဗျာ ထိတ်စီ၄၅၄မှာကျွန်တော်၃ညာ၃ညာထိတ်ထွက်သွားတယ်၄၅မှာ၄၅မှာ၅နဲ့ခန်းနဲ့သုံးထွက်သွားတယ်ခွန်၈မှာခွန်နဲ့ခန်းနဲ့၃ညာထွက်သွားတယ်အဲ့တော့၄၅မှာ၄နှစ်ထွက်သွားတယ်၆ခွန်မှာ၆နဲ့ခန်းနဲ့၉ထိတ်ထွက်တယ်ဒါကျွန်တော်တို့ထိတ်ကိုအကျန်းအဖြစ်ကျွန်တော်ယူမယ်ဗျာအတိအကျကျတော့မဟုတ်ပြင်မယ်လေကျွန်တော်တို့ကလည်း ထိပ်စီ6လုံးရတဲ့သဘောမျိုးတော့ဖြစ်သွားအောင်လှုပ်လိုက်လှုပ်လိုက်တာပေါ့3နဲ့4နဲ့အားထိပ်စီဖြစ်သွားတယ်ဘောနော်34ထိပ်စီဆိုတော့ကျွန်တော်3 4ကဘယ်လိုထိပ်စီလဲဆိုတော့တော်တော့34မှာကအာထိပ်ထားပါတော့အဲ့တော့3 4ထိပ်ရပြီဆိုတော့3ဆိုတော့5 3 5 8 လေးရတော့လေးနှစ်ကိုဒါထိတ်စည်းပေါ့ဗျာကြည့်လိုက်ရင်တော့ကနန်း6ဘုံဆိုတော့များနေတာပေါ့တိုးတော့ဒါတွေကကျွန်တော်တို့အရင်ပြန်ရတဲ့နီးလေးတွေပါပဲပြီးမှကျွန်တော်တို့ကနန်းနဲ့ရွေးထုတ်မယ်အဲ့ဒီမှာထိတ်စည်းရသွားပြီပြိတ်ရသွားပြီကြီးရသွားပြီနောက်ထပ်ကျွန်တော်တို့ကြီး ဒီတစ်ချက်ကျွန်တော်တို့ရှာမယ်နောက်ထပ်ဒီတစ်ချက်ရှာမယ်နောက်ထပ်ဒီကြတော့ကျွန်တော်တို့ဘယ်နေရာမှာလဲဆိုတော့ဒီမှာပေါင်းခြင်းပေါ့ဗျာတုံညာရဲ့ခွင်ရဲ့ပေါင်းပေါင်းခြင်း break ပေါင်းခြင်းဆိုတော့ break ပေါ့ break ကကီးထုတ်တော့ပေါ့ တုံကြရဲ့ခွန်ရပေါင်းတော့9ဖြစ်တယ်ဒီနေရာနေ9 9ကကျွန်တော်တို့ဒီဘက်မှာကီးတော့ဖြစ်တယ်9နက်ခတ်ကတုံကြတော့ထွက်တယ်ဗျာဒီနေရာမှာပေါင်းပေါင်းရ3 3က3တော့ထွက်တယ်ဗျာဒီမှာ3ညဗျာ3ညက3ညတော့ထွက်တယ်ဗျာဒါကီးပဲဒီမှာ10ဗျာ10ကဒီတော့ထွက်တယ်ဗျာနက်ခတ်နဲ့တော့ဒီမှာ3ဗျာ3ကပါဝါနဲ့ထွက်တယ် ီမှာပါပါနဲ့ထွက်တယ်ဒီမှာနက်ခနဲ့ထွက်တယ်ဒီမှာတဲ့ဒီမှာဆိုတော့တဲ့ဒီမှာနက်ခနဲ့အဲ့တော့ကျွန်တော်တို့ဒီနေ့နေ့လည်းအတွက်ကိုကျွန်တော်တို့ကီးရ9ဖြစ်တယ်အဒီနေအောင်သွားမှာ9ဆိုတော့ခွန်တုံညနဲ့ကကီးဖြစ်တယ်အဲ့တော့ခွန်တုံညဒီမှာကီးတက်လုံးရတာပြီးပါ යි အဲ့တော့ဒီမှာကီးပဲအဲ့တော့ခွန်တုံညနဲ့ကကီးအကီးရနခုဖြစ်နေတယ်မတူဘူးပေါ့ တော့တစ်ခါတလေကျနဲ့မတူတာကလည်းကောင်းတယ်ပေါ့မတူတာလည်းကောင်းတယ်မတူတော့လည်းဟိုကဒန်းနေအများရွေးစရာမလိုတော့ဘူးတကယ်လို့တူသွားတဲ့ကီးတူတယ်ဆိုတော့လုံးမိုင်းအနေထားလေးတစ်ခုတော့ရသွားမယ် ုတ်တယ်ဒီပါကျွန်တော်တို့အင်းဒီအထက်ကကျွန်တော်တို့ဒီဘက်မှာတွက်နေမှာတော့ကျွန်တော်ဒီဘက်မှာတွက်နေလေးပါတော့ break လေးတစ်ချက်ကြည့်ရအောင်ဗျာဒီဘက်ကတွေ့နေလေးမှာတော့ဒီမှာတော့3ထွက်တယ်ဗျာ3อ่ะ3ဒီဘက်မှာ3ဆိုပြီးတော့ထွက်တယ်အဒီဒီနဲ့လုံးတန်းနဲ့ထွက်မှာပေါ့9 3ညကျတော့ကျွန်တော်3ညဆိုပြီးတော့ဒီမှာ pull break ထွက်တယ်3ပါကျတော့ကျွန်တော်3 power နဲ့8ထွက်တယ်5မှာကျွန်တော်5နဲ့ခန့်တယ် break ထွက်တယ်9 8မှာကျတော့ကျွန်တော်9ဆိုပြီးတော့ ပေါင်းရင်းခုနှစ်နဲ့ပေါင်းပရိတ်ထွက်တယ်အခု၄၅ပရိတ်ပေါ့၄၅ပရိတ်၄၅ပရိတ်ကဒီနေ့အတွက်က၄၅ပရိတ်အော်၄၅ပရိတ်ကိုကြည့်လိုက်တော့ခုနတည်းကျွန်တော်တို့ main break လေး break လေးတစ်ခုမှရှိတယ်၄၄ခုနှစ်ဆိုပြီးတော့ရေးထားလိုက်ရှိတယ်အဲ့တော့တောင်းတော့ဒါကိုကျွန်တော်တို့ကြည့်ခြင်းအပြင်တော့ခုလိုမှ၄၅ပရိတ်ဆိုတော့၄၉နှစ်9 3 3 တော့ဒီဟာကကျွန်တော်တို့ main break ပဲအဒီဟာကတော့ကျွန်တော်ဟိုခုနကလေရွေးစင်ပေါ့သဘောတရားပြောတော့ဒါပေမဲ့ဒီကောင်းအောင်ပဲအဓိကကန်ရမှာပေါ့အဲ့တော့ရပါပြီကဲကီးကိုကြည့်လိုက်မယ်ကျွန်တော်နောက်ပိတ်တော့ကျွန်တော်မတွေ့ရသေးမှာအားသေးလို့8 3 1 8 3 1ခွန်3ညနဲ့ဆိုတော့ ဒီယူပဲကျွန်တော်တို့အင်းဆုံးဖြည့်ရှင်းလိုက်မယ်ရှစ်သုံးတင်းနဲ့ခွန်သုံးညာနဲ့မှာပကန်းတွေထွက်လာမယ်ဆိုတော့လေဟောကျွန်တော်တရားနဲ့ကန့်လေးချိန်ထိုးကြည့်လိုက်မယ်ဟောရှစ်သုံးတင်းမှာဆိုတော့ဒီရှစ်သုံးတင်းမှာကရှစ်ခွန်ရမှာဗျာဒီမှာရှစ်ခွန်ပြီးတော့ရှစ်သုံးညာရှစ်နှစ်ရှစ်နှစ် အဲ့တော့ရှင်းအဲ့ဒါရှင်းကိစ္စပြီးသွားပြီဒီမှာ3လာမယ်အဲ့တော့3ခွန်တုံးတုံးညပြီးတော့3နှစ်3နှစ်ရှိမှာဗျာပြီးတော့1လာပြီအဲ့တော့1က1ခွန်1တုံးညတင်းနှစ် ဒါတကီနှစ်ခုကိုပေါင်းစပ်တဲ့အခါမှာကနန်းကိုကိုထွက်လာတယ်ဗောဒီကနန်းလေးကိုကိုဒါလေးကိုလည်းကျွန်တော်တို့သတိထားဖို့လိုတယ်အဲ့တော့ဒီထဲမှာကြည့်လိုက်တော့ခါကျွန်တော်ကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ဒီကိုကွက်ထဲမှာကျွန်တော်တို့ဒီတက်ဆိုင်ရာ break ကိုကြည့်လိုက်တော့၄၉၅၃၃ဆိုတော့ခါကျွန်တော်တို့ကြည့်တာ ဒီမှာဘာတွေ့ရလဲဆိုတော့ဘရိတ်က၄ခုနဲ့ငါဆိုတော့၅ဘရိတ်တွေ့ရတယ်ဗျာ၅ဘရိတ်၅ဘရိတ်တွေ့ရတယ်၈ဘရိတ်တော့ကျွန်တော်မတွေ့ဘူး၃ညဘရိတ်တွေ့ရတယ်၃ဘရိတ်တွေ့တယ်၁တဘရိတ်မတွေ့ဘူးဒီမှာ၃ဘရိတ်တွေ့တယ်အော်၅ဘရိတ်တွေ့တယ်အ၃ညဘရိတ်တွေ့ရပေါ့ဗျာအော် နှစ်3 4 5 6ကွက်ကတော့ကျွန်တော်တို့ရှာတွေ့ရပါတယ်ဗျ။အဲ့အဲ့6ကွက်မှာကျွန်တော်တို့ဒီ6ကွက်ကကျွန်တော်တို့ကြည့်လိုက်တော့တမကကျွန်တော်အကြိုက်ဆုံးကိုကျွန်တော်တခြားကီးနဲ့ပတ်သက်တာလေးရှာတာလေးရှိပါတယ်။အဲ့ဒါကျွန်တော်တစ်ကိုကျွန်တော်ရဲ့တွက်ခွန်းထဲမှာပို့နော်။ရှေ့မှာကျွန်တော်တစ်ကလုံးမိုင်းလို့ဖြစ်နေတယ်။ လုံးပိုင်းအနေနဲ့ကျတော့ကျွန်တော်တစ်ကလုံးပိုင်းလို့ဖြစ်နေတယ်လုံးပိုင်းကတစ်ဒါကျွန်တော်ခံမှန်းတာပေါ့နော်ကျွန်တော်ကျွန်တော်ခံမှန်းဆိုကျွန်တော်20မျိုးမျိုးသုံးတတ်ပြီးတော့ကျွန်တော်လုံးပိုင်းအဲ့လိုမျိုးလေးတွေးထားမိတယ်သို့တော့အဲ့ဒါလေးကတက္ကနာထားလိုက်မယ်အဲ့တော့၈ခုကျွန်တော်သုံးတတ်မယ်ဆိုရင်၈ခုကထိုးရင်ဘယ်လိုထိုးအောင်လဲဆိုတော့ခွန်ရှင်းမဖြစ်နိုင်ဘူးပေါ့နော် ။ဘာလို့သူ့မှာထိတ်စီရခုံထိတ်မရှိဘူးသူ့မှာထိတ်စီရ။ရှစ်ခုံကကျွန်တော်ရှစ်ခုံထည့်ထိုးတယ်။အရှစ်ခုံကတော့ရှစ်ရှိနေ။အဲရှစ်ခုံဆိုထည့်ထိုးအောင်မယ်။ဒီမှာနောက်ထပ်ကျွန်တော်ရှစ်နှစ်ရှစ်နှစ်ကျတော့အာရမယ်ဗျာ။နှစ်ကောရှစ်ကောဒီမှာရှိရဆိုရှစ်နှစ်ဆိုအာရမယ်။သုံးခုံမှာကျတော့ကျွန်တော်တို့သုံးထိတ်နဲ့ပဲထိုးရမယ်သုံးခုံကျတော့သုံးသုံးထိတ်နဲ့ပဲထိုးရမယ်အဲပြီးတော့သုံးတုံညမှာကျတော့ ုံးထိတ်နေပဲထိုးရမယ်ဒီကောင်းလေးအားစရာမလိုဘူး၈နှစ်အားရမယ်နောက်မှာ၃နှစ်၃နှစ်ဆိုရင်အားရမယ်ဒီကောင်းအားရမယ်ဒီကောင်းအားရမယ်နောက်ဒီပါ၁နှစ်ရှိတယ်အချိန်ဆုံးကကျွန်တော်က၁နှစ်ဖြစ်နေတယ်ကျွန်တော်စိတ်ထဲမှာပေါ့နော်တင်းနစ်ဖြစ်နေတော့တင်းနစ်ကဘယ်လိုထိုးရမလဲဆိုနစ်တဆိုပြီးတော့ထဲထိုးပါမယ်နစ်တဆိုပြီးတော့ထိုးပါမယ်အာရင်တော့နည်းနည်းအောင်ပေါ့တော့ဒီတလုံးကြိုက်တယ် ်ဒါလေးကိုပြောချင်တာပါဒါပေမဲ့ main key မှာတော့ကျွန်တော်၄၉နှစ်ဆိုပြီးတော့ key ရတော့ထွက်တယ်ဒါပေမဲ့ကျွန်တော်တို့ကနန်းဒီ key ချိန်လိုက်တဲ့အချိန်မှာတော့၄၉နှစ်ပြိထွက်မလာခဲ့ဘူးပေါ့နော်ထွက်မလာခဲ့ဘူးဆိုတော့ဒီ key တွေကတခုခုဖောက်ခဲ့လို့ရှိရင်၄၉နှစ်ပြိထွက်သွားမယ်ထွက်နိုင်တယ်ပေါ့နော်ပို့ပြီးတော့တကယ်လို့ဒီ key မဖောက်ဘူးဆိုရင်ဒီကနန်းမထွက်เสียရှိတယ်အဲ့ဒါလေး ဒါနေ့လည်း12နာရီအတွက်ပေါ့နော်အဲ့တော့ဒီကဏ္ဍလေးကိုကျွန်တော်ကြိုက်ဆုံးပေါ့နော်ကျွန်တော်အကြိုက်ဆုံးလို့ပြောတာပါကြိုက်တာအသုံးလို့ရပါတယ် တော့၄ခုနှစ် break လေးကိုပို့ပြီးတော့အများသဘောကျတယ်ဆိုရင်ဘာဖြစ်ရမလဲဆိုတော့ကျွန်တော်တို့ဘာဖြစ်ရမလဲဆိုတော့၄ခုနှစ် break နဲ့ပတ်သက်လို့ရှိရင်ရှင်လေး chili tông tỉ chili lì cô nị chị tỉ chị tỉ 53လို့ပါလို့ရှိတယ်ね53လို့မကြက်ဘူး31မဆိုး2တမဆိုးဘူးเนาะအဲ့လိုမျိုးလို့ရှိတယ်36လည်းမကြက်ဘူး အဲ့တော့တင်းတင်းနဲ့ပတ်သက်တာတုံးတရှိတာပါပဲဒီကနန်းလေးတွေထိုးဖို့လိုတယ်ဒါလေးတွေကိုကြိုက်တယ်ပေါ့ဗျာကျွန်တော်အနေနဲ့ကြိုက်ဆုံးတော့ဒါပါပဲညီကိုလေးကြိုက်တယ်တိကူတိလိုက်ရင်နောက်ဘုတ်အနေနဲ့ကြိုက်တယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါခင်ဗျာ ကဲကျွန်တော်ကဒီနေ့မှစပြီးတော့မှကနန်းစပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့အသုံးသက်ပြီးတော့ချပေးတာဆိုတော့အမယွန်းလေးတွေရှိခဲ့ရင်လည်းကျွန်တော်ဒီလိုလေးပဲနားလေနားလေချရမှာပေါ့လေနော်အဲ့တော့စမ်းကြည့်ကြတော့ပေါ့အားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါခင်ဗျာ